င်းဘဝရဲ့အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုကဘယ်အချိန်လိုထင်ပါသလဲဒါဟာအသက်20ကနေ30ကြာရွှေရောင်ဆယ်စုနှစ်ပဲဖြစ်ပါတယ်အသက်30ဆိုတဲ့မှတ်တိုင်ကိုကိုလိုချင်တဲ့ဘဝပုံစံနဲ့ရောက်ချင်ပါသလားဒါမှမဟုတ်အသက်30ရောက်မှငါအချိန်တွေပုံပြီးပြည့်ခဲ့မိပါသလားလို့နောင်တရနိုင်မလား ီကွာချချက်ကတင်းရဲ့တင်းမှုအပေါ်မှာပဲပူတည်ပါတယ်အသက်20ကျော်အရွယ်ဟာအနာဂတ်အတွက်ကိုကိုကိုပြင်ဆင်ရမယ်စင်ကုန်မှုအပြင်းဆုံးနဲ့အရေးကြီးဆုံးအချိန်မှာပဲဒီအရွယ်မှာအချိန်ကိုအလဟတ်မဖြုံးပဲအနာဂတ်အတွက်အထောက်အကူပြင်ဆင်မဲ့မရှိမဖြစ်လိုအပ်တဲ့ပညာရွက်တွေကိုတင်ယူထားတင်ပါတယ်ဒါမှသာအသက်30ရောက်တဲ့အခါကိုလိုချင်တဲ့ပန်းလိုက်စီကိုယုံကြည်မှုအပြည့်နဲ့ရှောင်လန်းနိုင်မှာပါဒီနေ့မှာတော့အသက်30မတိုင်ခင်တင်ယူထားတဲ့ပညာရွက်၅ချက်ကိုပြောပြပေးသွားမှာပါဒီအချက်တွေကိုလိုက်နာမယ်ဆိုရင် ်သင်ရဲ့ဘဝဟာတခြားသူတွေထက်အများကြီးပိုပြီးတိုးတက်နေမှာသိကြပါတယ်။နံပါတ်၁ကတော့ငွေကြေးစီမံခန့်ခွဲမှု financial management အသက်ပြင်းများ။သင်မှာဘယ်လောက်ဝင်ငွေရှိရှိငွေကြေးဖို့ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာမသိရင်အလဟတ်တကုံသွားတတ်ပါရဲ့။ငွေကြေးစီမံခန့်ခွဲမှုမှာဝင်ငွေနဲ့ထောက်ငွေစည်ရင်းပြုစုတာစုဆောင်းတာဂျင်းနီနှုတ်နာနာနဲ့အကျွေးမတဲ့အောင်နေထိုင်တာစရဲ့အခြေခံတွေကိုတည်ထားဖို့လိုပါတယ်။အထူးသဖြင့်ကွန်ပေါင်းအင်နာရဲ့အစားအကိုနားလည်ထားဖို့ဟာ အသက်30မတိုင်ခင်အခြေခံအုံမြင့်ကောင်တစ်ခုပါပဲဒီအရာတွေကသင်ကိုဝေကျင်းလွတ်လပ်ခွင့်စီဥတီစေပါလိမ့်မယ်နမတ်နဲ့လူမှုဆက်ဆံရေး social skill နဲ့စကားပြောဆိုနိုင်စွာလူမှုဆက်ဆံရေးကောင်းမွန်တာဟာအလုပ်ကိုင်းတဲ့ပုဂ္ဂလိကဘဝနှစ်ခုလုံးအတွက်မရှိမဖြစ်လိုအပ်ပါတယ်သင်ရဲ့အတွေ့အကြုံကောင်းတွေကိုတခြားသူတွေနားလည်အောင်ထောက်ဖော်ပြောဆိုတတ်တာတက်ကြွစွာနားထောင်တတ်တာတခြားသူတွေကိုစာနာတတ်တာနဲ့ယုံကြည်မှုရှိရှိကိုစားပြုပြောဆိုဆက်ဆံတတ်တာ စတဲ့အသက်ပညာတွေကိုသင်ယူထားပါ။ social networking လုပ်တဲ့အခါအလိုချိလက်ရမလဲဆိုတာကိုလည်းကျွမ်းကျင်အောင်လေ့ကျင့်ထားပါ။ဒီအရာတွေကသင်ကိုပိုပြီးခိုင်မာတဲ့ဆက်ဆံရေးတွေကိုဖန်တီးပေးပြီးအသက်မူဝမ်းကြောင်းဘဝမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။နံပါတ်3အချိန်စီမံခန့်ခွဲမှု time management နဲ့ဦးစားပေးမှုအသက်30မတိုင်ခင်အချိန်ကို ထိထိရောက်စီမံခန့်ခွဲတတ်ဖို့သင်ယူထားပါ။အနေဒါလုံငန်းဆောင်တာတွေကိုစည်ရင်လောက်တာအရေးကြီးပြီးအရေးတကြီးမဟုတ်တဲ့အရာတွေကိုဦးစားပေးတာနဲ့ မလိုအပ်တဲ့အရာတွေအတွက်အချိန်မကုန်အောင်ရှောင်ရှားတာမျိုးတွေလုပ်ပါဖို့ကတိုင်းကိုတိစောက်ပြီးအလုပ်တစ်ခုကိုအာရုံစိုက်စိုက်လုပ်တတ်တဲ့အလေးချင်းကအရေးကြီးပါတယ်အချိန်ကိုစီမံခန့်ခွဲတဲ့ချင်းကတင့်ကိုပို့ပြီးဖြစ်ရောက်တဲ့လူတယောက်ဖြစ်လာစေပါလိမ့်မယ်နံပါတ်၄ပြဿနာဖြေရှင်းနိုင်စွာ global solution skill နဲ့ဝေဖန်ဆက်စစ်တွေးခေါ်မှုဘဝမှာပြဿနာပေါင်းစုံနဲ့ကြုံတွေ့ရမှာပါပြဿနာတစ်ခုကိုစိတ်လိုက်မှန်းမှမလုပ်ပဲအချက်လက်ပေါ်အခြေခံပြီးစနစ်တကျစဉ်းစားတတ်တဲ့ critical thinking ရှိဖို့လိုပါတယ်ပြဿနာရဲ့အရင်းမြစ်ကိုရှာဖွေတတ်တာ အခက်အခဲတွေကိုစိန်ခေါ်မှုအဖြစ်မြင်ပြီးဖန်တီးမှုအသင်းများနဲ့အဖြေရှာတတ်တဲ့ creative solution ကိုလေ့ကျင့်ပါဒီအသက်ပညာကသင်ဟိုဘဝမှာပိုပြီးခိုင်မာတဲ့အဆုံးဖြတ်ချက်တွေချနိုင်အောင်ကူညီပါလိမ့်မယ်နံပါတ်5သင်ယူတက်မြောက်မှုလမ်းလဲဟောင်းသူလတ်ဒီနေ့ခေတ်ကဒီပညာနဲ့ပိုသူတာတွေအင်မတန်များဆန်းစွာပြောင်းလဲနေပါတယ်ဒါကြောင့်အမြဲတမ်းအသက်တွေကိုသင်ယူနေဖို့လိုပါတယ်ဒါပေမဲ့သင်ယူထဖို့အတွက်သင်ယူဖို့ဆိုတဲ့အသက်ပညာကပိုပြီးအရေးကြီးပါတယ်တန်းနေပိုင်တွင်းလိုမျိုးတင့်ရဲ့တင်ယူမှုပုံစံကိုရှာဖွေပါ business coding data analysis တို့မဟုတ် digital marketing စတဲ့ digital superior ရဲ့အခြေခံကိုလည်းသိထားပါတည်ယူမှုပုံစံကိုသိခြင်းကသင်ကိုယ်ပိုပြီးမြန်ဆန်စွာသင်ယူနိုင်အောင်ကူညီပါလိမ့်မယ်။ကဲဒီနေ့ပြောပြပေးခဲ့တဲ့မရှိမဖြစ်အသက်ပညာ၅ကြာဟာသင်ရဲ့အသက်30နောက်ပိုင်းအနာဂတ်အတွက်အများဆုံးအများဆုံးရှင်းနည်းမြို့လံမှုပါပဲ။ဒီအရာတွေကသင်ကိုပိုပြီးကောင်းမွန်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်အောင်ကူညီပေးနိုင်မှာပါ။အခုပဲဒီအရာတွေကိုစတင် လေ့လာလိုက်ပါ။အသက်30ရောက်တဲ့အခါ ငါဒီအရာတွေကိုလှုပ်ထားခဲ့လို့တကယ်ကိုကံကောင်းလိုက်တာလို့ဂုဏ်ယူစွာပြောနိုင်ဖို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကနေတခုခုအကျိုးရှိသွားတယ်လို့ခံစားရရင် like လုပ်ပေးပြီးတင်ချစ်ခင်ရတဲ့သူတွေကိုလည်း share လုပ်ပေးပါဦးကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင်လည်းအခုပဲလှုပ်ထားပေးပါဦးအားလုံးပဲပျော်ရွှင်ပြီးတိုးတက်တဲ့ဘဝကိုပန်းဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အတွက်ဒီမှာပဲညီကုန်းချုပ်ပါရစေနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်